ဉာဏ်ပညာရှိဘုရင်နှစ်ပါးကြားဘာသာရေးရှုပ်ထွေးကြောင့်ဖြစ်ပေါ်လာတဲ့ဖြစ်ရမှန်ခရုစိတ်စစ်ပွဲစနေရာစုတုန်းကပြင်သစ်မှာဖုန်းတော်ကြီးတစ်ပါးနဲ့ဆန္ဒလာတွေကလမ်းစုံတစ်ခုမှာမျိုးသမီးတယောက်ကိုမြုပ်နေခဲ့ပြီးဖုန်းတော်ကြီးကဆန္ဒလာတွေတတိမထားမိအောင်အဲ့ဒီမိမရဲ့လဝါကတ်တိုင်လဲဆွဲကိုခိုးခဲ့ပါတယ်အဲ့ဒီမိမကတော့ဘဘဲသမားဘီလီရဲ့မိမဖြစ်ပြီးတော့ သူမိမကကိုဝင်ပြက်ကြပြီးမှတက်တည်သွားတဲ့အတွက်ဘီလီကအပြစ်ရှိစိတ်ခံစားရကစိတ်သက်ကြနေခဲ့ပါတယ်သူတို့ကဘီလီမိမကိုမြုပ်နေကြတော့ခရုစိတ်စစ်သားတွေရောက်လာပြီးတော့လမ်းဖယ်ပေးဖို့ပြောခဲ့ပါတယ်ဂေါဖရီကခရုစိတ်စစ်သားတွေကိုဥဆောင်လာတာဖြစ်ပြီးတော့သူကဂျေရုရှလင်မှာနှစ်ပေါင်းများစွာနေခဲ့ပြီးတော့မှအိမ်ပြန်လာခဲ့တာပဲဖြစ်ပါတယ်ဂေါဖရီကသူ့သားဘီလီနဲ့တွေ့ပြီးတော့သူ့ကိုအဖေအဖြစ်တိမှတ်ပြုစေခြင်းခဲ့ကသူမိမနဲ့သူသားကိုစွန့်ပစ်ခဲ့တဲ့အတွက်ပြန်လည်ပေးဆက်ခြင်းခဲ့ပါတယ် ဂျွာရဲရောက်လာတော့ဂေါ်ဖရီကသူ့ချစ်ဆုံးဖြစ်တဲ့ဘီလီအမေနဲ့အမှတ်တရတွေကိုပြန်တတိယသွားခဲ့ပြီးတော့သူ့အမားတွေအတွက်တောင်းပန်တဲ့အနေနဲ့ဘီလီကိုအားလုံးရှင်းပြပြီးတော့သူနဲ့အတူတူဂျေရုရှလင်ကိုလိုက်ခဲ့ဖို့ခေါ်ခဲ့ပါတယ်။ဒါမဲ့လေဘီလီကငင်းလိုက်ပြီးတော့သူ့ရဲ့မွေးရမြေမှာပဲဘဘဲသမားအဖြစ်ဆက်နေဖို့ရွေးလိုက်တော့ဂေါ်ဖရီကအတင်းဗီယာမပေးတော့ပေမဲ့ဂျေရုရှလင်ကိုသွားတဲ့လမ်းမှာစိတ်ပြောင်းသွားနိုင်တဲ့အကြောင်းပြောခဲ့ပါတယ်။ဘုန်းတော်ကြီးကဘီလီပိုင်ဆိုင်မှုတွေကိုလိုချင်တဲ့အတွက်ဘီလီကိုဂျေရုရှလင်ကိုလိုက်သွားဖို့နားချခဲ့ပေမဲ့ဘီလီကတော့ရွာမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘုန်းတော်ကြီးကသူမိမအကြောင်းပြောတော့ဘီလီကဘုန်းတော်ကြီးတယောက်သူမိမလယ်ဆွဲကိုခိုးထားမှန်းတိသွားကဒေါသထွက်ပြီးတော့မိတဲ့ကိုတွန်းချကတက်ပစ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘီလီကဘုန်းတော်ကြီးတစ်ပါးကိုတတ်မိတဲ့အတွက်တေးတံပေးခံရမှာဆိုပြီးတော့ဂျေရုရှလင်ကိုပြန်နေတဲ့သူ့ဖေနောက်ကိုမိအောင်လိုက်သွားခဲ့ပါတယ်။ခီးရှေကြီးထွက်ပြေးတဲ့နောက်မှာတော့ဘီလီတယောက်သူ့ဖေကိုမိလာခဲ့တော့ကော်ဖရီကဝမ်းမြောက်ဝမ်းသာနဲ့သူ့ကိုကြိုဆိုခဲ့ပါတယ်။ဘီလီကသူ့ပြက်တွေအကုန်လုံးကိုစေးကြောဖို့အတွက်ဂျေရုရှလင်ကိုလိုက်လာခြင်းတာဖြစ်ကြောင်းပြောခဲ့ပါတယ်။သူတို့ကလေ့ကျင့်နေတုန်းပြင်သစ်စသားတွေရောက်လာပြီး ဘီလီကဖုန်းတော်ကြီးတွေဘွားကိုတက်ခဲ့တဲ့အကြောင်းပြောကာထုတ်ပေးခိုင်းခဲ့ပါတယ်။ဘီလီကသူတက်ခဲ့တဲ့အကြောင်းဝန်ခံခဲ့ပေမဲ့ဂေါ်ဖရီတို့ကသူ့ကိုကာကွယ်ခဲ့ကြပြီးပြင်သစ်စစ်သားတွေကအစာတော်ထွက်သွားခဲ့ကြပေမဲ့အစာရဲကနေရာပေါင်းစုံကနေသူတို့ကိုတိုက်ခိုက်ဖို့အစီအစဉ်ထားခဲ့တာပဲဖြစ်ပါတယ်။ပြင်သစ်စစ်သားတွေကရေတွက်များပြီးတော့တချို့တဝက်ကိုတတ်နိုင်ခဲ့ပေမဲ့ဂေါ်ဖရီတို့ကစစ်ပွဲကိုနိုင်အောင်တိုက်နိုင်ခဲ့ပါတယ်။ဒါမဲ့လည်းများမှန်ထားတဲ့အတွက်သူကဒဏ်ရာပြင်းထန်ရသွားခဲ့ပါတယ်။အဲနောက်သူတို့ကရွေးချယ်စရာမရှိတော့ ဂျေရုရှလင်ကိုသွားဖို့အတွက်ပင်လယ်ကိုဖြတ်ပြီးတော့မက်စီနာမြို့ကိုသွားခဲ့ရပြီးစကန်တခုကိုရောက်တော့အခြားခရုစိတ်စစ်သားတွေနဲ့တွေ့ခဲ့ပါတယ်။ကာတလူဆင်ဆိုတဲ့သူရဲကောင်းတစ်ယောက်ကဂေါဗရီကိုလာတွေ့ခဲ့ပြီးတော့သူ့ရဲ့တရားမဝင်သားကိုဂျေရုရှလင်ခေါ်လာတာသိတော့လောင်ပြောင်ခဲ့ပါတယ်။သူတို့ကနောက်ဆုံးမှာမက်စီနာကိုရောက်လာခဲ့ကြပေမဲ့ဂေါဗရီချီနီကပိုပြီးစိုးလာခဲ့ပါတယ်။အဲနောက်သူကဘီလီကိုအရင်တုန်းကသူကအင်ဂျီယာမဲ့တယောက်ဖြစ်ခဲ့ပေမဲ့လည်းအခုတော့သူကဂျေရုရှလင်ကိုရောက်တဲ့အချိန်မှာအကုန်ပြောင်းလဲသွားကမြို့တော်ရဲ့သခင်ဖြစ်လာတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ ကော်ဖရီကအကောင်းငင်ပေါ်ရဲ့အင်ပါယာဖြစ်လာဖို့နဲ့မွတ်စလင်တွေနဲ့ခရစ်ယာန်တွေငြိမ်းချမ်းစွာနေနိုင်အောင်ခရုစိတ်စစ်ပွဲကိုဆုံးသက်ဖို့ရည်မှန်းချက်ထားခဲ့ပါတယ်။ကော်ဖရီကမတည်ခင်ဘီလီကိုတူတာပေးခဲ့ပြီးတော့သူရဲကောင်းပွဲကိုလည်းချီးမြှင့်ခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ဘီလီကမက်ဒီတာရေးနီးယန်းပင်လယ်ကိုဖြတ်ပြီးတော့ဂျေရုဆလင်ကိုခီးဆက်ခဲ့ပေမဲ့လည်းလမ်းမမုန်နိုင်မိကတင်မောကနိုင်လုံးကြီးတွေကိုမခံနိုင်တော့ဘဲနဲ့ပျက်စီးသွားတဲ့အခါမှာတော့ခီးတဲ့တွေအကုန်လုံးလည်းမြုပ်သွားခဲ့ပါတယ်။ဒါမဲ့လည်းဘီလီကအန်အိုးဖို့ကောင်းလောက်အောင်ပဲတင်မောမျိုးမှုမှာအသက်ရှင်ကြံရစ်ခဲ့တဲ့မြင်းနားမှာနိုးလာခဲ့ပါတယ်။ ခဏကြာတော့တခင်နဲ့ကြုံဖြစ်တဲ့မူစလင်နှစ်ယောက်ရောက်လာခဲ့ပြီးတော့ကြုံဖြစ်သူကတခင်ပြောတဲ့အတိုင်းဘီလီကမြင်းခိုးထားတယ်လို့ဆွဆွဲကမြင်းကိုပြန်ပေးခိုင်းခဲ့ပါတယ်ဘီလီကအင်္ဂလန်ကသူရဲကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့မြင်းကလည်းသူမြင်းဖြစ်ကြောင်းရှင်းပြခဲ့ပေမဲ့လည်းတခင်ကသူရဲကောင်းကိုဖိုးကြီးလို့တီထားတော့ဘီလီကိုတိုက်ခိုက်ခဲ့ပါတယ်ကြုံကသူတို့နှစ်ယောက်ကိုတားခဲ့ပေမဲ့လည်းဘီလီကတခင်ကိုတပ်ပစ်ခဲ့ပါတယ်ဘီလီတယောက်ကြုံကိုတော့သူ့ကိုဂျေရုရှလင်ကိုလမ်းပြဖို့အတွက်အသက်ချမ်းသာပေးခဲ့ပြီးတော့ဂျေရုရှလင်ကိုရောက်တဲ့အချိန်မှာတော့ကြုံကိုလွတ်ပေးကသူ့ကိုလမ်းပြတဲ့အတွက်မြင်းကိုလည်းဆုချခဲ့ပါတယ် ွန်ကားသူ့ကိုဂျေဆုတင်ကြောင်းနဲ့တူတက်ခဲ့တဲ့လူကမွတ်စလင်ဗိုလ်ချုပ်တွေတဲကတယောက်ဖြစ်ကြောင်းလည်းပြောပြခဲ့ပါတယ်။အဲနောက်ဘီလီကဇေးထဲမှာလမ်းလျှောက်နေတော့စစ်တီတချို့ကသူ့မှာပါလာတဲ့ကော်ဖရီရဲ့ဓားကိုမြင်တော့သူ့နောက်ကနေခြေအခံလိုက်ခဲ့ပါတယ်။တကယ်တော့သူတို့ကကော်ဖရီရဲ့သက်စာရှိစစ်တီတွေပဲဖြစ်ပြီးတော့ဘီလီကိုမေးခွန်းနေမေးကဘီလီကကော်ဖရီရဲ့သားမန်းတီသွားတဲ့အခါမှာတော့သူတို့ကနန်းတော်ကိုခေါ်သွားခဲ့ကြပါတယ်။ဘီလီတယောက်သူ့ဖေရဲ့နေရာကိုဆက်ခံရတဲ့အခါမှာတော့မြို့တော်သခင်ဖြစ်လာတဲ့အတွက်သူ့ဘွားကပြောင်းလဲသွားခဲ့ပြီးသူ့ဖေရဲ့ယင်းဒီဆုံးမိတ်ဆွေထာဗီရီရဲ့နဲ့တွေ့ဖို့ဖိတ်ခေါ်ခံခဲ့ရတာက ကော်ဖီနေရာမှာဆက်ခံမဲ့သူရဲကောင်းအဖြစ်မိတ်ဆက်ခံခဲ့ရပါတယ်။အစည်းအဝေးမှာတော့သူကဘင်းဘက်ကွင်းရဲ့ညီမမင်းသမီးစာဗီလာကိုတွေ့ခဲ့ပြီးတော့တကယ်တော့အဲ့ဒီမင်းသမီးကကက်ဒူလူဆင်ရဲ့မိန်းမပဲဖြစ်ပါတယ်။ဒါမဲ့လေကက်ဒူလူဆင်ကဘီလီရောက်နေမှန်းသိတော့ထွက်သွားခဲ့ပါတယ်။ခဏကြာတော့ဘီလီကသူနဲ့တွေ့ဖို့စောင့်နေတဲ့ဘင်းကဖိတ်ခေါ်တာခံခဲ့ရပါတယ်။ ဘရင်ဘက်ကွင်းကလွန်ခဲ့တဲ့6နှစ်လုံးဆလာတင်နဲ့ငိမ့်ချမ်းရေးယူထားနိုင်တဲ့ဉာဏ်ပညာရှိဘရင်တစ်ပါးဖြစ်ပေမဲ့အနာကြီးရောဂါတွေဖြစ်နေတဲ့အတွက်မျက်နှာဖုံးတက်ပြီးတော့တယောက်တည်းနေခဲ့ရတာဖြစ်ပါတယ်။ဘက်ကွင်းကဘီလီကိုဂေါ်ဖရီကသူ့ဘေးရဲ့လူယုံတော်ဖြစ်ပြီးတော့သူအနာကြီးရောဂါဖြစ်ခါစားတော့ကပထမဆုံးငိုတဲ့သူဖြစ်ကြောင်းပြောပြကဘီလီကိုလည်းချီးမြှောက်ခဲ့ပါတယ်။ဘက်ကွင်းကဘီလီကိုမြို့ကိုအုပ်ချုပ်ဖို့အတွက်အာဏာအကုန်လွှဲရခဲ့ပြီးတော့ဂျေရုဆလင်မှာဘာသာတိုင်းကိုလက်ခံတဲ့အတွက်လူတိုင်းရဲ့ကောင်းကျိုးကိုရှေ့ရှုခိုင်းခဲ့ပါတယ်။ အိုင်ဗလင်မျိုးကိုရောက်တော့ဘီလီပထမဆုံးလှုပ်တာကတော့မြေစီဩဇာကောင်းမွန်အောင်လို့ရေတွင်းနေအများကြီးတူးတာပဲဖြစ်ပါတယ်။ဘီလီကသူ့နံမြေကိုတိုးတက်အောင်လှုပ်ခဲ့ပြီးတော့လူတိုင်းကိုကြိုက်ရပါတာကိုလည်းကိုးကွယ်ခိုင်းခဲ့ပါတယ်။ဒါမဲ့လည်းရီနိုဆိုတဲ့ဗိုလ်ချုပ်တယောက်ကတော့စလာတင်နဲ့ဘက်ကွင်းရဲ့သဘောတူညီမှုကိုဖောက်ပြက်ကမွတ်စလင်ခီးသွွားကိုတိုက်ခိုက်လိုက်တော့မွတ်စလင်ခရစ်ယာန်စစ်ပွဲကလည်းပြန်လည်စတင်ခဲ့ပါတယ်။ ရန်တန်းငယ်ကြမှာတော့စလာဒင်ကစစ်တီနှစ်သိန်းနဲ့ဂျော်ဒန်ကိုရောက်လာကစစ်ပွဲကြီးညာခဲ့တဲ့အကြောင်းပဲကွင်းကသတင်းရခဲ့ပြီးစိုးရိမ်နေတဲ့အတွက်သူစစ်တပ်ကိုဇေလော့ကသူကကာရန်နန်တော်ကိုတွားခဲ့ပြီးစလာဒင်နဲ့ညီနိုင်မှုကြိုးစားခဲ့ပါတယ်။သတင်းကြလိုက်ရတဲ့အခါမှာတော့ဘီလီကလည်းသူ့ရဲ့စစ်တီတွေနဲ့အတူကာရန်နန်တော်ကိုမြန်လာခဲ့ပြီးတော့အဲဒီကိုရောက်တော့ရီနိုကဘီလီကိုနန်းတော်ထဲမှာပဲနေဖို့ပြောခဲ့ပေမဲ့ဘီလီကခန္ဓာထင်းမှာပဲနေမယ်ဆိုရင်မွတ်စလင်စစ်တပ်ရဲ့တိုက်ခိုက်မှုကိုခံနိုင်မှာမဟုတ်တဲ့အတွက်ညှင်းဆိုခဲ့ပါတယ်။ အဲဒါကြောင့်ဘီလီကဘက်ကွင်းမရောက်ခင်အထိကိုချိန်ဆွဲထားနိုင်အောင်မွတ်စလင်တွေနဲ့တိုက်ခတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ခဏကြာတော့ဘီလီနဲ့သူ့လူတွေကအရင်နှိမ်သွားကမွတ်စလင်စစ်တပ်ကိုရှုံးပေးရတော့မှဖြစ်ပေမဲ့လေမွတ်စလင်စစ်တပ်တွေကသူ့ကိုမတက်ဘဲနဲ့ခွန့်လွတ်ပေးတာကိုတွေ့တော့ဘီလီကအံ့ဩသွားခဲ့ပါတယ်သူလွတ်ပေးခဲ့တဲ့ဂျွန်ကတကယ်တော့မွတ်စလင်စစ်တပ်ကဗိုလ်ချုပ်တယောက်ဖြစ်နေခဲ့ပြီးတော့ဂျေဇုစတဲ့အနေနဲ့ဘီလီကိုတက်ချမ်းသာပေးခဲ့တာပဲဖြစ်ပါတယ်ခနာကြတော့ဆင်မြေပင်ကိုဘင်းဘက်ကွင်းနဲ့သူ့ရဲ့စစ်တပ်ရောက်လာခဲ့ပြီးဆလာရင်နဲ့မျက်နှာချင်းဆိုင်ကညှိနှိုင်းခဲ့ကြပါတယ် ဘက်ကွင်းကသူတို့ကြားသဘောတူညီမှုကိုဖျောက်ပစ်ခဲ့တဲ့ရီနိုကိုပြစ်ပေးမယ်လို့ကြေပေးခဲ့တော့ဇလာရင်ကဘေးယူကိုသဘောတူကသူ့ကိုကူတာဖို့အတွက်လည်းတမားတော်လှုပ်ပေးမယ်ကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘက်ကွင်းကရီနိုကိုပြစ်ပေးဖို့အတွက်နန်းတော်ကိုသွားခဲ့ပြီးတော့စစ်တီရဲရှေ့မှာပဲရီနိုကိုဇက်တိုက်ရိုက်နှက်ကသူ့လက်ကိုလည်းနန်းခိုင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘက်ကွင်းရဲ့ကျမ်းမာရေးချီနေကပိုဆိုးလာခဲ့ပြီးလဲကျသွားတော့ကက်စလိုဒင်ကဘက်ကွင်းတည်ရင်သူနဲ့ဆာဗီလာနဲ့မွေးတဲ့သားကထိနှံကိုဆက်ခံရမှာဖြစ်တဲ့အတွက်သူပြင်ပြစ်မဲ့အကြံကမကြခင်အကောင့်တဲ့ပေါ်တော့မှာကိုယုံကြည်နေခဲ့ပါတယ်။ ရန်နေငယ်ကြမှာတော့ဘက်ကွင်းတယောက်ပြန်နေကောင်းလာခဲ့ပြီးတော့ဘီလီနဲ့ထိုင်ပီးရီးယားကိုခေါ်ကာတကားပိတ်ဆွေးနွေးခဲ့ကြပါတယ်။အဲဒီနောက်သူကဘီလီကိုသူတည်သွားမယ်ဆိုရင်မွတ်စလင်တွေနဲ့စစ်ပွဲဖြစ်မှာစိုးရိမ်နေကြောင်းပြောကာဘီလီကိုသူညီမနဲ့လက်ထပ်ပြီးတော့စစ်တပ်တစ်ခုလုံးကိုထိန်းချုပ်ဖို့ခွင့်ရေးပေးခဲ့ပါတယ်။ဘီလီကဇာဗီလန်နဲ့အသက်တက်မဲ့ဘရင်ကိုကာကွယ်ဖို့ကြိမ်းဆိုခဲ့ပေမဲ့ဇာဗီလန်နဲ့လက်ထပ်ဖို့ကိုတော့ညှင်းဆိုခဲ့ပါတယ်။ဘီလီကသူနဲ့လက်ထပ်ဖို့ညင်လိုက်တဲ့အကြောင်းကြားတော့ဇာဗယ်လာကစိတ်ပြေသွားခဲ့ပြီးတော့ထပ်မံဖြားယောင်းခဲ့ပေမဲ့ဘီလီကထန်ညင်းခဲ့ပါတယ် ရန်နေငယ်ကြမှာတော့ဘက်ကွင်းတယောက်အိယာထဲမှာလဲနေခဲ့ပြီးမသေးခင်မှာသူ့သက်16နှစ်တုန်းကဆလာတင်းကိုပထမဆုံးအနိုင်ရခဲ့တဲ့တိုက်ပွဲကိုပြန်တွေးနေခဲ့ပါတယ်။ဘက်ကွင်းနယ်ရွာဆန်သွားတဲ့အခါမှာတော့တူတော်မောင်ဖြစ်တဲ့စာဗေလာရဲ့သားကနန်းတက်ခဲ့ပေမဲ့လည်းစာဗေလာကသူ့သားကိုစာရီမှာလက်မှတ်ထိုးဖို့ကူညီတော့သူ့သားလက်ပေါ်ကိုမင်းရင်ပူတွေကျသွားခဲ့ပေမဲ့သူ့သားကဘာမှမခံစားရတော့ထူးဆန်းနေခဲ့ပါတယ်။စာဗီလာကသူသားကိုတမားတော်တယောက်နဲ့ချက်ချင်းစစ်ဆေးခိုင်းခဲ့တော့သူသားကလည်းပဲကွင်းလိုနာကြီးယောဂတဲ့တယောက်ဖြစ်နေမှန်သိသွားခဲ့ပါတယ် သူသားကလည်းဦးလေးလိုမျက်နှာဖုံးဝေးရမှာကိုစာဗီလာတယောက်လက်ခံလိုက်ရပြီးတော့ကြေကွဲနေခဲ့ပါတယ်။စာဗီလာတယောက်သူသားကိုမခံစားရစေခြင်းတဲ့အတွက်နားထဲကိုစိတ်တွေထည့်ပြီးတော့တက်ပြစ်ဖို့ပဲဆုံးဖြတ်ခဲ့ပါတယ်။အဲနောက်သူသားတည်ဆုံးသွားတဲ့အခါမှာတော့ဂတ်စလိုတင်ကဘရင်ဖြစ်လာကဂျေရုရှလင်ကိုပြေးဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ရေနိုနဲ့ကြိတ်ကြံနေတဲ့ကောင်တွေကမွတ်စလင်တွေကိုစစ်ကြင်ညာလိုက်တဲ့အခါမှာတော့ပြည်ကွင်းစိုးရိမ်ခဲ့တာတွေကတကယ်ဖြစ်လာခဲ့ပြီးတော့အိုင်ဗလင်မှာလွှမ်းမိုးမှုရှိတဲ့ဘီလီကိုလူလွတ်ပြီးတော့တတ်ခိုင်းခဲ့ပါတယ်။ ဒါမဲ့လည်းဘီလီကသူ့ကိုလာတက်တဲ့လူတွေကိုပြန်တက်နိုင်ခဲ့ပြီးတော့ဒဏ်ရာတွေနဲ့တတိလဲသွားခဲ့ပါတယ်အဲဒီနောက်မှာတော့ Reno ကမွတ်စလင်ရွာတွေကိုတိုက်ခိုက်ဖြစ်စေခဲ့ပြီးဆလာရင်ညီမကိုလည်းရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့ပါတယ်။အဲဒီကိစ္စကြောင့်ဆလာရင်ကဒေါသထွက်သွားကဂျေရုဆလင်ကိုတန်တမန်ဆီလွတ်ခဲ့ပါတယ်။ဆလာရင်တန်တမန်ကဆလာရင်ညီမရဲ့အလောင်းနဲ့ Reno ရဲ့ခေါင်းကိုပေးဖို့ပြောခဲ့ပေမဲ့လည်းဂတ်ကဆလာရင်တန်တမန်ကိုပါတပ်ပြစ်ကစစ်ပွဲကိုကြီးညာခဲ့ပါတယ်။ဂတ်က Crusade စစ်သားတွေနဲ့စစ်ပွဲအတွက် viewer ချနေတော့မှပဲအသက်ရှင်နေဆဲဖြစ်တဲ့ Billy ရောက်လာတော့အံ့ဩသွားခဲ့ပါတယ်။ ဘီလီကသူတို့ဗျူဟာကိုသဘောမတူခဲ့ပဲဇလာရင်ကစစ်မြင်နာပြည့်ဖွင့်တိုင်မှာဖြစ်တဲ့အတွက်ဂျေရုရှလင်ကိုပဲခံစစ်ပြင်သင့်ကြောင်းကိုကြံပေးခဲ့ပါတယ်သူတို့ကရေးရင်းမြစ်နဲ့တော်တော်လေးဝေးနေတဲ့အတွက်ဇလာရင်ဘက်ကရေးတာနေခဲ့ပေမဲ့ကက်ကကောင်းမှပြေးထိုင်ပေရီးယားနဲ့အဖွဲ့ကဝင်ပါဖို့လက်ဆောင်လာတော့မှသူ့အကြံတိုင်းရှေ့ထွက်တိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲဒီစပွဲကတော့ပုံကွယ်နေသောစပွဲလို့အမည်ကျော်ခဲ့ပြီးတော့ခရုစိတ်စစ်သည်တွေကရှုံးနိမ်သွားခဲ့ကာဂျေရုရှလင်ထီးနှံကိုလည်းလက်ပါလွှတ်ပေးခဲ့ရပါတယ်ကဲရရှိထွက်တိုက်တဲ့ဆုံးဖြတ်ချက်ကြောင့်စလာရင်းရဲ့စစ်တပ်ကသူတို့ကိုလွယ်လွယ်ကူကူအနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ် ကန်နဲ့ရီနိုတို့ကဖန်ခံခဲ့ရပြီးစလာရင်ကဘယင်ကဘယင်ကိုမတက်ဘူးလို့ပြောကသူ့ကိုအသက်ချမ်းသာပေးခဲ့ပေမဲ့လည်းရီနိုကိုတော့သူ့ညီမကိုတတ်တဲ့အတွက်လက်စားချေတဲ့အနေနဲ့တတ်ပစ်ခဲ့ပါတယ်။စစ်ပွဲပြီးသွားတဲ့အခါမှာတော့ဘီလီနဲ့ထိုင်ပေရီယာတို့ကခရုစိတ်စစ်တီတွေအလောင်းတွေနဲ့ပြင့်နေတဲ့စစ်မြေမျိုးကိုရောက်လာခဲ့ပြီးထိုင်ပေရီယာကဘီလီကိုကတ်အတွက်တိုက်ခိုက်ခဲ့တာမဟုတ်မှန်းသိသွားတော့စိုက်ဘရက်ကိုလိုက်ဖို့ခေါ်ခဲ့ပါတယ်။ဒါမဲ့လည်းဘီလီကတော့သူနဲ့တူတူလိုက်ဖို့အတွက်ညင်းကဂျေရုရှလင်ကိုပဲကာကွယ်ဖို့အတွက်ရွေးချယ်ခဲ့ပါတယ်။ ဂျေရုရှလင်ကိုပြောင်းရောက်တော့ဘီလီကမျိုးကိုကာကွယ်ဖို့အတွက်ချက်ချင်းပြူဟာတွေပြင်ဆင်ခဲ့ပါတယ်မျိုးရဲမှာသူရဲကောင်းတွေတိတ်မရှိတော့ပင်မဲ့လဲဘီလီကမျိုးသားတွေကိုအားပေးကာလက်နဲ့ကင်တိုင်းတဲ့လူတိုင်းကိုလည်းလက်နဲ့ပေးခဲ့ပါတယ်အဲနောက်သူကဘာပဲဖြစ်ဖြစ်လူတိုင်းကိုမျိုးကိုကာကွယ်ဖို့အတွက်တောင်းဆိုခဲ့ပြီးတော့ညရောက်လာတဲ့အခါမှာတော့ဆလာရင်ကဂျေရုရှလင်ရဲ့ခံတပ်တွေကိုမြောက်တွေနဲ့ပစ်ကာတိုက်ခိုက်ခဲ့ပါတယ်ဘီလီကလက်နဲ့မပြည့်စုံတဲ့အတွက်အစတော့စောင့်နေခဲ့ပေမဲ့မွတ်စလင်စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကိုမြင်လိုက်ရတဲ့အခါမှာတော့ဘီလီကမွတ်စလင်တပ်တွေမျိုးရဲမဝင်နိုင်အောင်သူ့ရဲ့ဘ ிய ူဟာကိုပြောင်းခဲ့ပါတယ် စစ်ပွဲဒုနီးယားမြောက်နေ့မှာတော့ဆလာတင်ရဲ့တပ်တွေကဂျေရုဆလင်ခံတပ်ကိုဖျက်ဆီးဖို့အတွက်ဇက်တိုက်ကိုစူးစမ်းနေခဲ့ကြပါတယ်။ဘီလီနဲ့သူ့လူတွေကမြို့ကိုကာကွယ်ထားနိုင်စေဖြစ်ပြီးတော့သူတို့လက်နက်တွေကိုပါဖျက်ဆီးနိုင်ခဲ့တော့ဆလာတင်ကအံ့ဩနေခဲ့ပါတယ်။အဲဒီနောက်မှာတော့တချို့တယောက်ကဆလာတင်ကိုမြို့ထဲကိုဝင်နိုင်မဲ့ခံတပ်ရဲ့အားအနည်းဆုံးနေရာအကြောင်းကိုတင်ပြပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဆာဗီလာကမွတ်စလင်တွေကမကြခင်မှာမျိုးရဲကိုဝင်လာနိုင်တော့မှာဖြစ်တဲ့အတွက်သူ့စပင်တွေကိုရိတ်ခဲ့ပါတယ်။တတိယမြောက်နေ့မှာတော့ဆလာရင်ကသူ့စစ်တပ်ကိုခံတပ်ရဲ့အားအနည်းဆုံးနေရာကိုပြင်မှတ်ထားပြီးတော့တိုက်ခိုင်းခဲ့ပါတယ်။ ရပောင်းများစွာကြာပြီးနောက်မှာတော့မူဇလင်တွေကနောက်ဆုံးမှခံတပ်ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။ဘီလီနဲ့သူ့ရဲ့လူတွေကမြို့ရဲကိုဝင်လာတဲ့ထောင်နဲ့ချီတဲ့မူဇလင်စစ်သားတွေကိုတိုက်ခိုက်ခဲ့ပေမဲ့လည်းအင်အားမမျှတဲ့အတွက်သူတို့ကရှုံးနေသွားခဲ့ပါတယ်။စစ်ပွဲဆုံးသက်သွားတဲ့အခါမှာတော့စလာရင်ကဘီလီကိုညှိနှိုင်းမှုအခွင့်အရေးပေးခဲ့ပေမဲ့ဘီလီကလက်နက်ချဖို့ငြင်းဆန်ကဂျေရုဆလင်မြို့ပြည်ကြီးနဲ့အတူတေးဖို့ပဲရွေးခဲ့ပါတယ်။ဘီလီကသာရှုံးပေးမယ်ဆိုရင်စလာရင်ကမြို့ရဲကလူတွေတယောက်မှမတက်ဘူးလို့ကြေပေးလိုက်တဲ့အခါမှာတော့ဘီလီကအပေးယူကိုသဘောတူကဂျေရုဆလင်ကိုစလာရင်စီကိုလက်လွဲပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်တရာတုန်းကခရုစိတ်ဆက်တီတွေကဂျေရုဆလင်ကိုသိမ်းကမွတ်စလင်တွေကိုတတ်ဖြတ်ခဲ့တဲ့အတွက်ဆလာရင်ကလက်စားမချေတာကိုဘီလီကအံဩနေခဲ့ပါတယ်။သူတို့ကဥရောပကိုပြန်ကမြို့ကိုမွတ်စလင်တွေလက်ထဲမှာထားခဲ့ရမှာဖြစ်ပေမဲ့လည်းအကုန်လုံးကဘီလီရဲ့ဆုံးဖြတ်ချက်ကိုဝမ်းမြောက်ဝမ်းသာသဘောတူခဲ့ကြပါတယ်။ခရီးအန်တွေကသူတို့အမိမိဖြစ်တဲ့ဥရောပကိုပြန်လာခဲ့ကြပြီးတော့ဆလာရင်နဲ့မွတ်စလင်တွေကဂျေရုဆလင်ကိုခရုစိတ်ဆက်သားတွေလက်ထဲကနေပြန်ယူနိုင်ခဲ့တဲ့အတွက်အောင်ပွဲခံခဲ့ကြပါတယ်။ ဘီလီကလည်းပြင်သစ်ကနေပြန်လာကာဆာဗီလာကိုလည်းသူနဲ့အတူတူခေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘီရစ်ချန်ရဲ့ခရုစိတ်စစ်သားတွေကိုဂျေရုဆလင်ကိုပြန်သိမ်းပိုက်ဖို့အတွက်ပြင်သစ်ကိုလာကာဘီလီကိုလာခေါ်ခဲ့ပေမဲ့ဘီလီကသူရဲ့ကောင်းတယောက်မှုပဲနဲ့ပပေးသမားတယောက်ပဲဖြစ်တဲ့အကြောင်းပြောခဲ့ပါတယ်။ဇလန်လီကတော့ဒါပါပဲခင်ဗျ။ဇုံတီနားဆင်ပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျ။